မြန်မာဘာကျောင်းမှာတော့မောင်းနေဖို့ဖြစ်ပါတယ်။ကျောင်းကိုပိုင်းနှဘာကတော့တောင်းဝတောင်းဝတုံးကိုငါးသုံးဆယ်ဖြစ်ပါတယ်။ကျွန်တော်မွေးရင်6ရောက်ရှိပါတယ်။6ထောင်မှာကျွန်တော်ငါးရောက်ပြောက်ပါ။ငါးရောက်ကျွန်တော်ကျောင်းတက်နေရပါ။ကျောင်းတက်နေရကျောင်းကတော့6တန်းပါ။ဒါနဲ့ကျောင်းပိတ်ရက်မှာကျွန်တော်စပါထွက်ထွက်နေပါတယ်။စပါထွက်နေရစေရင်းတွေကျောင်းပိတ်ရက်စပါထွက်ထွက်နေပါတယ်။ဆရာဆင်မပြေတဲ့ကျောင်းမို့ကျောင်းကျောင်းရောက်ပြောက်ပါဆက်စပါထွက်ထွက်နေပါတယ်။စပါထွက်ထွက်နေမှာတော့စပါထနာညာ9နိုင်ထိုးသွားပါတယ်။9နိုင်ထိုးရောကျွန်တော်ပေါ်လာဆွဲခံရရပါတယ်။ပေါ်လာဆွဲခံရမှာကျွန်တော်လာဆွဲတာ2ရောက်ပါ။ ။နောက်ကတယောက်ကအတန်တဲ့ချီပိုင်းတယောက်ကအတန်ငယ်ငယ်ပိုင်းပေါ့လူငယ်ပိုင်းပေါ့လူငယ်ပိုင်းတယောက်ပါပဲ။ကားနဲ့ခေါ်ပြီးကြားတယ်ကျွန်တော်လက်ထိတ်နဲ့ခေါ်သွားခဲ့တာ။လက်ထိတ်နဲ့ခေါ်သွားခဲ့တာကျွန်တော်အဲ့မှာ20တရက်ကြာခဲ့ပါတယ်။20တရက်ကြာခဲ့ဆိုတာအကြိုက်တို့ကြောင့်ပေါ့သူကမဝင်ဘူးလို့ပြီးတော့ဇနင်းတာပါ။သူကအကြောင်းသားမဲ့သူကမသိဘူး။သူကမပြောလည်းမပြောဘူးမပြောရင်ဖြစ်ရတယ်။ဘာမှမလဲသူကမသိပါဘူး။အဲ့ကြောင့်ကျွန်တော်မဝင်လို့ဇနင်းခဲ့ပါတယ်။နင်းတော့ကျွန်တော်ကိုရိုက်ခဲ့ပါတယ်။ဒါကြီးလက်ထိတ်ခတ်ပြီးတော့ရိုင်းနေခဲ့ပါတယ်။ရိုင်းနေခဲ့တော့ သူတို့နောက်တဲ့တရက်ကြတော့သူထမေးခဲ့ပါတယ်ထမေးတော့မင်းဝင်လာမဟုတ်ဘူးလားထမေးပါတယ်သူတို့ကျွန်တော်ကမဝင်ဘူးဆိုရင်သူတို့တပည့်ကိုထနေဆက်မှာဖြစ်ပါတယ်ဆက်ရပြောင်းလို့ကျွန်တော်ဝင်ခြင်းမနဲ့အိုက်တားသေးဘူးဝင်ခဲ့ရပါတယ်ဝင်ရတဲ့အကြောင်းအရာကျွန်တော်ထွက်ပြေးမဲ့ဆိုရင်သူတို့ကအိမ်ကိုဒုက္ခသာပေးမှာပါအိမ်ဒုက္ခသာပေးတော့ဆိုတော့သူကစစ်ပြေးဆိုရင်အိုက်သူကျန်နေတဲ့မိဘတွေကိုသူတို့ကဒုက္ခပေးလိရှိပါတယ်ဒုက္ခပေးရတော့အဲအင်အားတို့ခွာရမှာလို့မပြေးခဲ့ပါဘူးမပြေးခဲ့ပဲနဲ့သူတို့ ထားတဲ့အနေဆရာသွားရဲ့ဘာမှနေခဲ့ပါတယ်စူအောင်ရရရောဖုံးဆက်ခဲ့ပါတယ်အင်းကိုမင်းကျွန်တော်ဆွေလက်ရောက်နေပြီမင်းကျောင်းသားဆိုတာမပြောဘူးလားလို့မင်းကပြောပါတယ်ဒါပေမဲ့ပြောစိတ်မရပါဘူးသူကအထုနဲ့ရရရနေတောင်မှသူကပြောစိတ်များခဲ့ပါဘူးမင်းလည်းငိုပြီးတော့အဲ့မှာဆေးုံတင်လိုက်ရတယ်တိုးတက်ကြပါတယ်ကျောင်းကဘာမှလုပ်လို့မရဘူးကျွန်တော်စူအောင်ရောက်နေပြီးတော့ဒီစူအောင်မှာ20ရက်ကြာခဲ့ပါတယ်20ရက်ကြာခဲ့ပြီးတော့ကျွန်တော်စူအောင်ဟိုကတန်းချောင်းကိုထပ်ပို့ခဲ့ပါတယ် ။တန်းချောင်းထပ်ဖို့ကတော့တန်းချောင်းကိုနေရသွားရပါတယ်။တောင်းရင်းကြီးမက်ကွန်ဆစ်ချေရဲ့လေးချင်းတက်ပါတန်းချောင်းတက်ခဲ့ရပါတယ်။တန်းနာဦးကြီးကတော့100 100 180ညောက်ဖြစ်ပါတယ်။တက်ခဲ့ရတဲ့တန်းပတ်ရှင်ကတော့တင်းမင်းတော်နောင်းဆောင်ကဖြစ်ပါတယ်။ရှင်ကြီးကတော့6 6လပိုင်း28နှစ်ကြောင်းရှင်ခဲ့ရပါတယ်။ကြောင်းရှင်ခဲ့ပြီးတော့ကြောင်းရှင်ခဲ့ပြီးတော့ကျွန်တော်အဲကြောင်းရှင်ချင်းမပြန်ပါဘူး။တန်းချောင်းမှာထပ်ပြီးတော့နေခဲ့ရပါတယ်။ ဒါပေမဲ့ဆိုတော့ကားလမ်းမအချိန်ကြီးမကောင်းပါဘူးသူတို့ကတော့ပြော level ကြီးပြောပါတယ်။ဒါမှနေရပါတယ်။နောက်တော့ကားလောက်ခေါ်တော့ဝန်စုမပြန်ပါဘူး။ဟို20ခွဲလောက်ဒီ20ခွဲလောက်နဲ့အဲလိုခွဲလောက်ပြန်ခဲ့ရပါတယ်။ကျွန်တော်တို့ကျွန်တော်တို့အတွင်းတော့ဘာသာနဲ့တွင်းခဲ့တာပါ။ဒါပေမဲ့ကျွန်တော်ဘာသာနဲ့မဝင်ခဲ့ရပါဘူး။တန်ဒီတန်ဒီ line ကိုကျွန်တော်လိုက်ခဲ့ရပါတယ်။သူတို့ထည့်တဲ့အတိုင်းပါဗျာ။ကျွန်တော်ဘာမှလည်းမသိရဘူး။တက်လာတဲ့ငွေတွေဆိုဘာမှမသိရဘူး။အဲသူတို့ထည့်ခဲ့တဲ့အတိုင်းမှကျွန်တော်နေခဲ့ရပါတယ်။ အခုကျွန်တော်တင်နာဆင်းပြီးတော့ကားလာခေါ်တော့ကျွန်တော်ရန်ကုန်စစ်ကြောရေးတပ်ကိုရောက်ခဲ့ပါတယ်။ရန်ကုန်စစ်ကြောတပ်မှာ20နဲ့တရက်ကြာခဲ့ပါတယ်။ရန်ကုန်စစ်ကြောတပ်ကနေပြီးတော့၄ဆဲကိုတွားခဲ့ပါတယ်၄ဆဲကို၄ဆဲကိုရောက်တော့တင်မောကြီးလာခေါ်ပါတယ်ငါးတဲ့တင်မောပါ။ငါးတဲ့တင်မောတကြီးလာခေါ်ပါတယ်။အဲငါးတဲ့တင်မောကြီးမှာပါစာရောအဲတန်နေရောအပုံစုပေါင်းရောက်800ကျော်ပါပါတယ်။ဆရာပါမှာတမနှစ်နှစ်ကရောက်900ကျော်လောက်ရှိပါတယ်။ကျွန်တော်ကတော့ဟိုနေနဲ့ဒီနေနဲ့ပါ။ အဲ့တမန်နဲ့ကရောင်900ကျော်တော့ရှိပြီးတော့သူတို့ဆင်းခဲ့ပါတယ်။တနည်းအားဖြင့်သူတင်မောစီးလာဆိုင်ပြီးတော့ဆင်းခေါ်ခဲ့ပါတယ်။ကျွန်တော်တို့ကိုထပ်ပြီးတော့အရှိကိုမောင်းခဲ့ပါတယ်။တင်မောမာကြီးပဲကျွန်တော်တို့ညအိတ်ရပါတယ်။တင်မောပုံမာကြီးပဲ။ခမင်းရလည်းဂျုံလိုစားခဲ့ရပါတယ်။တင်မောညကြီးပဲကျွန်တော်တို့ကိုစစ်တမောတစီးလာခေါ်ပါတယ်။ဂျီတက်ကစစ်တမောတစီးလာခေါ်ပါတယ်။ဒဇီယအပြူအောင်ဒဇီယမဲအောင်ဖြစ်ပါတယ်။အားရနေပြီးတော့ကျွန်တော်တို့အားကြီးရဲ့ရေစိတ်ကိုထပ်ပြီးတော့တင်မောစီးခဲ့ရပါတယ်။တင်မောစီးကတော့နှစ်နာရီလောက်ကြာပါတယ်။ နိုင်တော့ရောက်တော့ရောက်ပြီးတော့အဲဒီလေသေးကိုရောက်ပါတယ်လေသေးရောက်တော့ကာနချင်းလာခေါ်ပါတယ်နိုင်ရခေါ်တာလူကတော့ဆန်းသားတော့ရှိပါတယ်ဘူဂျင်းနှစ်ယောက်ပါပါတယ်ဘူဂျင်းနဲ့ကျွန်တော်တို့လာခေါ်တာတော့တမူပါတမူလာခေါ်တာပါတမူလာခေါ်ပြီးတော့အဲဒီလေသေးမှာဘူဂျင်းယောက်ကိုကျွန်တော်တို့အထက်ပါတယ်အဲရောက်အဲကိုအထက်ရတာတော့ဘာသာကရောက်မစဲတန်တီးက73ယောက်ဖြစ်ပါတယ်73ယောက်ဖြစ်တော့ကျွန်တော်တို့အဲတက်ကိုခမ၄၅ကိုကျွန်တော်တို့တွားပေးပါတယ်၄၅တွားပြီးတော့အဲ၄၄ကိုထပ်ပြီးတော့ခွဲထုတ်ပါတယ်တကယ်လို့ထပ်ထပ်ခွဲထုတ်တာ၄၄ကို 73ရောင်းထပ်ခွဲတော့လည်းခဲပါတယ်။ဘာသာ73ရောင်းဆက်ခွဲတော့လည်းပါတယ်။ဒီရလေးထပ်ခွဲတော့ပြီးတော့ကျွန်တော်တို့၄၅ဦးတင်တာထားခဲ့ပါတယ်။ဘယ်ရောက်ချင်းကျွန်တော်တို့ဟိုဟိုဟာဒီနေ့တပတ်တက်ကမယ်လို့ပြောပါတယ်။ဒီနေ့တပတ်တက်ကမယ်ပြောတာဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းမသိပါဘူး။ PDP ရပါတယ်။ဒီနေ့တွေထုတ်ပြထက်လောက်ရပါတယ်။ကျွန်တော်တို့လက်နက်ကြီးလိုက်တက်လိုက်ရမယ်လို့လည်းပြောတယ်။ဒါပေမဲ့ကျွန်တော်မပိုင်ထိုင်ပါဘူး။အမှတနက်ထွက်တဲ့လောက်ကြီးလေအမှတပတ်လည်းပြည့်ရပြည့်ရတပတ်ပြည့်တဲ့နေ့နောက်နေ့မနက်မိုးလေလေးရောကျွန်တော်တို့ အဲ့မှာလှူရှားထွားမယ်လို့ပြောပါတယ်လှူရှားထွားမယ်ပြောတာကျွန်တော်ဘာမှမပါပါဘူးကျွန်တော်ဆန်တပတ်လာထုတ်ပြီးတယ်ဘာထုတ်ပြီးရဲဆိုတာတပတ်ကအပြည့်မဟုတ်ပါဘူးတယောက်ဟန်ကောနဲ့နိုးဒီမူလေးနှလုံးလေးကျန်တာအဲစီစားရဒါလောက်ပါပဲကျွန်တော်တော်ထဲမှာထွင်းရခဲ့ရပါတယ်ကျွန်တော်တော်ထဲကိုရောက်ခဲ့ပါတယ်တော်ထဲကိုရောက်တာကျွန်တော်တို့5ရက်လောက်ကျွန်တော်တို့ခီးဖောက်ခဲ့ရပါတယ်ခီးဖောက်ခဲ့ရလမ်းမလေးထွင်းရခဲ့ပါတယ်ထွင်းရခဲ့ဆိုတာကတပတ်ကမပြည့်တဲ့ကြောင့်မလို့ကျွန်တော်တို့စားရရရှိလို့စားရရရှိပါတယ် အထက်ကသူတို့ဒေါ်လန်ကိုခီးပေးခဲ့ပါတယ်။ဒီရလေးကိုတော့သူတို့ကြွားပတ်ချလဲခီးအိုက်သူနန်နမိတ်နဲ့သူပေါ့အာပေးခဲ့ပါတယ်။သူ405ဒေါ်လန်405ဒေါ်လန်ဒေါ်လန်26တောင်းလန်းတောင်းဒေါ်လန်တွေသူရှင်းလင်းမှုမိတ်ပေးခဲ့တာပါ။မိတ်ပေးခဲ့ပြီးတော့သူတို့ခန်းတော့အဲ့မှာဘောင်းဒီချုပ်ခိုင်းပါတယ်။ဘာကြီးလင်းနဲ့လင်းစုတောင်းလာကြတော့405 405စုတောင်းခဲ့ရပါ ။ဟုတ်ဆိုတော့သူတို့တစ်စိတ်တစ်စိတ်ကြံခဲ့ပါတယ်။တစ်စိတ်ကြံခဲ့ဆိုတာအသေးလားရှင်အောင်သူတို့မသိဘူး။တစ်စိတ်တစ်စိတ်ကြံခဲ့တယ်။တစ်စိတ်ကြံခဲ့ကြအောင်သူတို့မချင်းတော့ဘူး။သူတို့ချက်တို့ခံရတဲ့ကြောင့်သူတို့တက်တော့ဘူး။သူခံရမသိတော့သူတို့ထက်ကိုတင်ပြတယ်။လင်းရှိကူတောင်းတယ်။လင်းရှိတော့တော့လင်းကျဲခိုင်းတယ်။လင်းကျဲခိုင်းတဲ့မှာကျွန်တော်တောင်းပွဲပါတယ်။တောင်းပွဲရောက်နေပါတယ်။တောင်းပွဲရောက်နေပြီဆိုတော့အဲလင်းကျဲတဲ့အထံကြားလိုက်ပါတယ်။ခုနလုံးတော့ရှိပါတယ်လင်းကျဲတာ။ခုနောက်ကျတော့နောက်ထပ်ထက်ဆင်းပြီးတော့ဆက်လက်နဲ့ထက်ကုတ်ခဲ့ပါတယ်အဲဒီဘာလဲ။ဆက်ထက်ကုတ်ပြီးတော့ကျွန်တော်တို့ တညာကောင်းဘက်ကနေပတ်ပြီးတော့အားရတဲ့ဝင်မယ်ဆိုတော့ဒိုင်းမူကတို့ကိုညွန်ကြားပါတယ်ညွန်ကြားတော့ကျွန်တော်တို့ဝင်ခဲ့ပါတယ်ဝင်ခဲ့ဆိုတာကဒေါ်တင်းနဲ့ဝင်တာမဟုတ်ပါဘူးတရားလေးရပါပါတယ်တရားလေးကဒုံလေးပါပါတယ်ဘုံနဲ့ပါတာအဲလေးကလေးကဒုံဖက်နဲ့လိုက်လာကြအောင်မလို့တရားလေးနဲ့အတူတူကျွန်တော်တို့ဗားတဲ့ကိုဝင်ခဲ့ပါတယ်ဝင်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ငိုးထုတ်နေပါတယ်6နာရီလောက်ရှိနေပါတယ်အားရပါကျွန်တော်ဖုန်းရောင်းဝင်ဖို့တော့ကျွန်တော်ရှင်းလင်းခဲ့ပါတယ် ကျင်းရဲဆိုတာအဲတနက်ဖောက်ပါဖောက်လုပ်ခဲ့တာပါအမေအမေဖိုးကအားလုံးတော့ပြစ်ခဲ့ပါတယ်ဖုံးကြောင်းလေးကိုနောက်ပြီးတော့အမေစက်တက်ကအဲဆော်ဝါဆက်ကလေးနဲ့ဆက်လက်အတွဲလိုက်လေအဲဖုံးကြောင်းလေးကိုကုတ်ခဲ့ပါတယ်ကုတ်ခဲ့ပြီးတော့ရှင်းလင်းခဲ့ပါတယ်ရှင်းလင်းပြီးတော့အဖုံးကြောင်းမှာတညကြပါတယ်အိတ်ခဲ့ရပါတယ်တညကြပြီးတော့ရှင်းခရီးထပ်ပေါက်ခဲ့ပါတယ်တိုင်အဲဖုံးကြောင်းမှာအဲ့ပြီးတော့ပြန်ဆုံးမှုပါပဲဆုံးမှုဟာကိုအရှိကအတက်က အရှိတို့ခီးထပ်ပေါက်စီပြီးတော့ကျွန်တော်တို့ထပ်ပြီးအမိတ်ညွှန်ကြားခဲ့ပါတယ်။ညွှန်ကြားကြောင့်ကျွန်တော်တို့အရှိကိုခီးထပ်သွားခဲ့ရပါတယ်။ဒါသာလို့အရှိမှာဖုန်းကြောင်းတစ်ကြောင်းထပ်ပေးပါတယ်။အဲဖုန်းကြောင်းမှာကျွန်တော်လင်းရကြပါတယ်။လင်းရကြတာကဘာလို့ကြလဲဆိုတော့အထက်ကမညွှန်ကြားသေးတဲ့တကြောင်းကျွန်တော်တို့လင်းရကြရတာပါ။ဒါပေမဲ့ထက်ကညွှန်ကြားတော့သူတို့ခံခဲ့ရတဲ့ကြောင်းမလို့ဒရိတ်တွေကြံခဲ့ရတယ်။ခံခဲ့ရတဲ့ကြောင်းမလို့သူတို့အဲဟိုကဂျာဒီယာလုံးကိုရှင်းဖို့အတွက်မှာခဲ့တာပါ။ရှင်းခိုင်းတာကတော့အကုန်ရှင်းခိုင်းတာ ပြီးရလောင်းနေတာရအကုန်မရှိဘူးဘာလို့ကုန်မရှိတော့အကုန်ရှိရင်တို့ဟိုဖြစ်မယ်ဆိုတာတို့သိတယ်အားကြောင့်အကုန်မရှိဘူးအားအောင်မှတော်တော်များပါသွားရလို့ကျွန်တော်အတန်ကြားပါတယ်ဒါကျွန်တော်ပြေးရအောင်ကျွန်တော်ကြည့်ပါမယ်တော်များပါသွားရအိမ်ကအိမ်လုံး98တလောက်ပါသွားရပြန်ကြပါတယ်တိုင်တိုင်နေလည်းပါတယ်တိုင်တိုင်ဒီမတင်အောင်နေလည်းပါတယ်ပြောပါတယ်ပြည်သူတွေဟိုဖြစ်ရတာကတော့အိုင်ဖုန်းဖြစ်ပြီးတော့ဗျာဒီတိုင်း လာဒီမားရဲ့ဘာရောက်တယ်ဝင်တယ်ဒီမားပစ္စည်းကိုလည်းယူတယ်ဘုပစ္စည်းကအများကြီးပဲဗျအစံတွေစီတွေစားတွေအိမ်အကုန်ယူတာခဏလေးလည်းအကုန်ယူတာအဲဒီတော့ဒေသမျိုးရင်းအကုန်ဖောက်တယ်အိမ်တွေအိမ်တွေအကုန်ဖောက်တယ်ပစ္စည်းရှိရင်အကုန်ယူတယ်အဲတိုင်းကရှုပ်တဲ့အိမ်သူမရှုပ်ပဲမရှုပ်နဲ့ဆိုတဲ့အိမ်ကိုမရှုပ်ဘူးအဲဖုံးရောက်ရောက်မှတာလည်းတို့ထိုင်းချပြီးတော့သူပစိတ်တိုက်ရှာတယ်ဗောပစိတ်တိုက်အဲဒီ PDF တွေကိုပစိတ်တိုက်ရှာတယ် ပဲထိလိုက်ရှာပြီးတော့သူမတွေ့ရဘူးတယောက်မှလည်းမတွေ့ရဘူးမမီလည်းမမီခဲ့ပါဘူးကျွန်တော်ကဘာလို့ပေါ်ပြတဲ့ဆိုတော့ကျွန်တော်ကအခုကြောင့်မှကျွန်တော်ထမင်းရဟင်ကျတန်းခဲ့ပါတယ်ထမင်းရဟင်ကျတန်းပြီးတော့အမှဒုံးဒုံးလာပါတယ်ဒုံးကတော့သူကပုံမှန်ဒုံးမရှိတဲ့ကြောင့်မျိုးသူမတက်မတက်ခဲ့တဲ့ကြောင့်ကြောင့်မျိုးသူတို့ခံခဲ့ရပါတယ်ခံခဲ့ရဆိုတာကအဲဒီကြောင့်မို့ချခံခဲ့ရတာပါကျွန်တော်လည်းလူကတော့တိတ်ပိုင်းအောင်မထိပါဘူးအဲဒီသူတို့ခေါင်းလုံးစေးချတာ သုံးလုံးချပါလေသုံးလုံးချတော့သူမထီးတကယ်ရပါဘူးထီးလိုက်မခံရပါဘူးဘာလို့လဲဆိုတော့တိုက်ကဖုံးကြောင်တိုက်ကငထက်ငထက်ပြင်းနေဘူးကတစ်ခဲဆိုတော့ထီးပါလေငထက်ပြင်းနေရောမထီးခဲ့ပါဘူးအဲမှာသူကလုံးချတဲ့အချိန်မှာသူအညက်ခံရပါတယ်အလေးအလေးခံရပါတယ်လက်ခံပြီးတော့ဒုတိယအချိန်မှာသူကခင်းနောက်ဘုံနဲ့ရှာနေတဲ့ပြောင်းဖြစ်အောင်ပေါ့အဲရန်သူကအဲ PDF ကဒုံကိုသူလိုက်နိုင်ခဲ့ပါတယ်နိုင်နေပြီးတော့အဲ PDF ကဒုံကိုသူတိုက်ရှာရလိုက် တနင်္လာရက်တော့အဲဒုံကြီးကဆင်းပြီးတော့ဒုံကြီးကအပေါ်မှာလာနေပါတယ်။အဲသူတို့ကဒုံကြီးကလိုက်လာတယ်။ဒုံကြီးကလိုက်လာပြီးတော့ဘုံကြီးတစ်လုံးပဲပါပါတယ်။ဒီထဲမှာမှဘုံကြီးတစ်လုံးပဲပါပါတယ်။အဲဘုံကြီးတစ်လုံးပဲချိန်ပြီးတော့လိုက်ခဲ့ပါတယ်။အမြန်ဆိုတော့နိဒီထဲမှာမှဘုံကြီးတစ်လုံးချိန်ပြီးတော့လိုက်ခဲ့ပါတယ်။ခြားပြီးတော့အတန်းတော့ကြားလိုက်တယ်။ဘာဖြစ်လဲဘာညာတော့မသိတိုင်းဘူး။အဲသူတို့ဒုံနဲ့ဆင်းတယ်။အဲသူတို့ဘက်ကဒုံလည်းကြားကြရောဘုံကြီးအလင်အလင်ချရတယ်။အလင်ချလိုက်ပြီးတော့အဲကင်းထောက်ကုန်ကော ဒုံကြီးရောပြန်ဆုတ်လာခဲ့ပါတယ်။တို့အိုက်မှာ နေပြီးတော့တို့ခီးထပ်ပေါက်ခဲ့ပါတယ်။ပြီးတော့ဒီရလေးနဲ့လေးရငါခွဲခဲ့ပါ ခွဲခွဲခဲ့တာပါခွဲခဲ့တာဆိုတော့လေးရငါကတော်တော်ပြောင်းပြီးတော့လေးရလေးကတော့ဒူးတက်ကိုသူပြန်ဆုတ်ခဲ့တာဖြစ်ပါတယ်။တို့တော်တော်အိုက်တောင်ပေါ်ရောက်တော့ဝဲအင်တာနက်မဲ့ကပြီးတော့အဲ့ဒါနေပြီးတော့ထပ်ပြီးခဲ့ပါတယ်။ထပ်ပြီးရအကြောင်းအရာတော့တို့ကနိုင်နိုင်စင်းနေလောက်ပါတယ်။တို့တိုင်မူပြီးရင်တို့ပဲဆုံးတော့လေအဲ့ဒါ တက်ချက်ကြီးတွေကအနိုင်ကျင့်ပါတယ်ရှေးသုံးပြီးတော့လည်းပါးရပါရိုက်ပါတယ်သူတို့မူလာရင်မူလာလို့လုပ်ပါတယ်အားကြောင့်မို့တို့တို့မခံနိုင်လို့ထွက်ပြေးခဲ့တာပါထွက်ပြေးခဲ့ဟိုကတော့တက်ကနေပြီးထွက်ခဲ့တဲ့ကကျွန်တော်ထွက်ပြေးဖို့စဉ်းစားရှိတာပါပြီးတော့ပတ်ဆိုင်လည်းစဉ်းစားပါတယ်သူရတယ်ဆိုတာရမုံမဲ့ပြီးရမုံမဲ့ပဲပဲဒီပေါ့ကြီးနေပေါ့အဲ့လိုပဲအာထွက်ရဲဆိုပြီးဆိုရင်ဘာမှတော့ယူလဲပါအေးဝစားတဲ့တုန်းကတို့ထည့်ပြီးရိတ်ချပဲပါတာပါထွက်ပြေးမဲ့တော့တက်ကထွက်တဲ့အစီအစဉ်ရှိပါတယ် ဒီရှိရဆိုတာကဒီဟို PDF အထက်ဝင်မယ်လင်းဝင်မယ်လင်းဝင်ပြီးတော့ကိုလေးရလုံးကြောင်းမဲ့သွားမယ်အဲ့လိုပဲအဲ့လိုပဲရှိပါတယ်ဒါပေမဲ့ဟိုကထွက်ပြီးခဲ့တဲ့အချိန်မှာတို့ကျွန်တော်လှရှာတယ်လှရှာဆိုတာသူလှရှာအချိန်မှာကျွန်တော်ကကြွားချီတော့ပင်ရောက်နေတယ်ဒါသူကျွန်တော်မမီးတော့သူမမီးတော့ဆိုတာဒါပေမဲ့သူဘာလို့ကြောင်းရရှာမှာသူတို့ပြင်တက်မှာအဲ့တနက်ဟိုအဖေကြောင်းမလို့လေပြင်တက်မှာသူကပြင်တက်မှာဆိုတာကတိုင်းမူကငွေရေကစက်ကြီးတယ်စက်ကြီးဆိုတာ ။ဘောမက်ဆီမက်ဆီမတူမာတယ်တယောက်တက်ခဲ့သူကအဲဟိုဟာစလားတယောက်ပေါ့။စလားတယောက်တက်ခဲ့တယ်။တက်ခဲ့ပြီးတော့ကခြေတော့မလိုက်နိုင်ဘူး။သူကနဝဲအကြောင်းကတနေရောက်မှရချိနေရတယ်ပြောနေကြတယ်။အဲဘယ်လိုဘာစီရမှာဟုတ်ပေါ့။တနေရောက်မှလည်းချိနေရတယ်။အဲရောင်အဲသူကြိုက်နေပြီးတော့ခေါက်ခဲ့ပါတယ်။တက်ခဲ့ပါတယ်။တက်ခဲ့ပြီးတော့ကျွန်တော်လည်းအဲရောင်သူ့ကြောက်ပြီးတော့ပြန်မိုင်းနဲ့တိမမိနဲ့တိမအဲတော့ပြေးတာပြီးထုတ်အောင်ပြေးထုတ်အောင်ပြေးခဲ့ပါလေလည်းလွတ်ခဲ့ပါလေသူတို့လှရှာလို့မရဘူးသူတို့ကတော့ရွာချင်းသူတို့တိန်နေ ပြန်မဝင်ရဘူးပြန်လဲမလာရဘူးကျွန်တော်စကြောင်းနဲ့ထွက်ပြေးခဲ့ပါတယ်ထွက်ပြေးခဲ့ပြီးတော့ကျွန်တော်အဲဒီပီဂျာထဲဝင်ပြီးတော့ကျွန်တော်အဲဒီကျွန်တော်ဆေးရဆက်ကပြောကြဘူးပီဂျာထဲဝင်ရင်တက်ပြစ်မယ်အဲဒီလဲလီတယ်ဘာညာပြောခဲ့ပါတယ်ဒါပေမဲ့မဟုတ်ပါဘူးသူပြောတာသူလည်းမဟုတ်ရကြောင်မလို့ကျွန်တော်ကိုယ်တိုင်ကိုရောက်ကျွန်တော်ဝင်ခဲ့တဲ့ကြောင်မလို့ကျွန်တော်သူပြောတာမဟုတ်ပါဘူးကျွန်တော်တနေ့ကြောင်မှလည်းကျွန်တော်တို့မျိုးလို့ပြောတယ်ဆေးအဲဒီပီဂျာထဲပီဂျာထဲဝင်ရင်ကျွန်တော်တက်ခံရမယ်ပြောတာအချက်ခံရမယ်လဲလီခံရမယ် ကျွန်တော်လည်းပြည့်သက်ခံရမယ်လို့ကျော်တို့ခဏခဏပြောခဲ့ဖို့ပါတယ်အစားတော့တော့ကျွန်တော်အတိုင်းပဲယုံခဲ့တာပါယုံခဲ့ကြအောင်ကျွန်တော်ပြည့်ရအောင်ကျော်အားလည်းပြည့်ခဲ့တယ်ပြည့်ခဲ့ပြီးတော့ဒီသေးကိုနော်ဝင်ခဲ့တယ်ဝင်ဝင်ခဲ့တယ်ဝင်ဝင်ကြအောင်ကျွန်တော်အတိုင်းမဟုတ်ကြအောင်ကျွန်တော်အခုမှအတိရရတာပါအရင်ကအတိရဆိုရင်ကျွန်တော်အခြေသက်ဝင်ခဲ့မှာပါဝင်ရဆိုတာကကျွန်တော်မူးစစ်တက်တဲ့ဝင်ခဲ့ရဆိုတာလေပေါ်လာဆက်တဲ့အကြောင်းကိုကျွန်တော်အိုက်ကောင်တွေကိုတဲတဲ့ဘဘမတင်တဲ့အကြောင်းရှိပါတယ် ရှိခဲ့ဆိုတာကျွန်တော်နိုင်ရင်းခဲ့လို့ပါ။ခဲတဲ့ငယ်ရင်းကိုအပါတော်ပါခြင်းပါ။ကျွန်တော်တကယ်ကြီးနေအားလုံးကိုနော်ဒီဘက်ကဘာမှမလုပ်ဘူး။မင်းတို့လင်းဝင်မယ်ဆိုရင်ဝင်လာလို့ရပါတယ်။ငါတို့လည်းရှိတာပဲကွာ။အဲကြောင့်မို့ငါတို့လည်းစောင့်နေပါတယ်။ဒါပေမဲ့ကြောင့်မို့မင်းတို့အဲ့မှနေပြည်သူတွေကိုပြည်သူတွေရစားပြီးတော့မင်းပြည်သူတွေဒုက္ခပေးဖြစ်နေတယ်။ဒါပေမဲ့ဆိုတော့မင်းတို့အဲ့ဒီစစ်ကြောင်းဆင်းနေအင်းဒီမျိုးတွေကြွားပြီးမျိုးတွေမင်းတို့စဉ်းစားကြည့်ပါ။ငါကအခုတနန်းဆင်းခဲ့တယ်။ငါဘက်ဆင်းတဲ့ငယ်ချင်းတွေရော ငါတို့ကငါတို့ဘတ်ထဲဝင်ခဲ့ပါလို့မာလကပန်းနေမှာ